မဂ္ဂင်၈ပါးဆိုတာအလုံးဘုရားဘာသာဝင်သူတော်စင်တွေသိပြီးသားတိုင်းတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိအဲ့တော့လူတိုင်းရွတ်တော့ရွတ်တတ်တယ်သို့သော် apply လုပ်တတ်ဖို့အရေးကြီးတယ်နော်ကိုယ်တဏ္ဍာမှာတမ္မာဒိဋ္ဌိဖြစ်သလားတမ္မာသင်္ကပ္ပဖြစ်သလားတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတာဘာတွေခေါ်တာလဲလို့ဆိုတာကိုယ်တဏ္ဍာမှာရှိတာမရှိတာ တိုတ်မှုရှိတာတိုတ်မှုမရှိတာဒါတွေကိုသိဖို့အရေးကြီးတယ်အဲ့ဒီဒီရှင်မျိုးဒီအင်္ဂါရှင်မျိုးနဲ့ဖွဲ့စည်းထားတာကိုမက္ခလို့ခေါ်တယ်နော်ဝိပဿနာကျင့်စဉ်ဆိုတာလဲဒါပဲနော်မက္ခုနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့မက္ခလို့မက်လို့ခေါ်တာလဲပဲဒီရှစ်ခုကိုခေါ်တယ်အပေါင်းကိုခေါ်တာဥပမာမယ်လူဆိုတာ ဘာတွေပါတော့ခေါင်းပါတယ်ခြေပါတယ်လက်ပါတယ်เนาะအင်္ဂါစိတ်ပိုင်းတွေအကုန်လုံးပါမှာလူလို့ခေါ်တာလေခေါင်းကိုထောက်ပြီးမင်းဒါပါတော့ဆိုခေါင်းလို့ပဲပြောမှာပေါ့ဒါပါတော့ဆိုလက်လို့ပဲပြောမှာပေါ့လူမှာအင်္ဂါရက်တွေတစ်ခုစီတစ်ခုစီရှိတယ်အဲ့ဒါတွေအကုန်လုံးပေါင်းလိုက်မှလူလို့ပြောတာကားဆိုတာလည်းဘာထူးလဲเนาะတစ်ခုစီကိုထောက်ပြီးတော့မေးမယ်ဆိုလို့ရှင်ဒါပါတော့ဒါကားပေါ်ဒီ ဘိန်းထောက်လိုက်ဒါဘာလုံးဘိန်းเนาะအင်ဂျင်ထောက်ပြောရင်ဒါအင်ဂျင်တခုစီပဲလေအဲ့ဒါတွေအကုန်ပေါင်းလိုက်တဲ့အခါမှာကားလို့ခေါ်တာအဲ့ဒါမျိုးလို့ပဲမက်ခဆိုတဲ့စကားလုံးဟာအပေါင်းရဲ့အမည်လို့ unity of eight factor เนาะဒီ6ခု6ခုဟာပေါင်းထားတဲ့အခါမှာမက်ကလို့ခေါ်တယ်တခုစီကိုမက်ကလို့ခေါ်တာမဟုတ်ဘူးဒီ6ခုကပူပေါင်းပြီးလို့ပူပေါင်းလို့တယ်ဆိုတာက တမန်အဖြစ်စဉ်းစားကြည့်ရင်ပဲပူပေါင်းလုပ်တယ်လို့ပြောတာအခုတရားနာပရိသတ်တွေအခုဓမ္မဗိမာန်ပေါ်မှာရောက်လာတယ်ဆိုတာဘာနဲ့လာတာတုံးလို့မေးမယ်ဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်ထဲမှာပဲပြောခြေထောက်ကလေးတွေလှမ်းလာကြတာเนาะဒါဖြင့်ခြေထောက်တစ်ခုတည်းတည်းလာလို့ဆိုမဟုတ်မျက်စိကကြည့်ပေးရတယ်ဒါဖြင့်လက်ကဘာလုပ်တာတုံးဆိုလက်ကလွှဲပေးရတယ်ခန္ဓာကိုယ်ထိမ့်ပေးရဟောခန္ဓာကိုယ်ရုပ်ကြံတဲ့ရုပ်ခန္ဓာကိုယ်ပါတယ်လက်ပါတယ်ခြေထောက်ပါတယ်မျက်စိပါတယ် အဲ့ထင်မှစဉ်းစားကြည့်မျက်စိကလမ်းကြည့်ုံကြည့်ပေးနိုင်တာ तू ကရှောက်နိုင်ရလားခြေတော့ကလမ်းရှောက်ရုံရှောက်တာကြည့်မပေးနိုင်ဘူးဟုတ်ကဲ့လားဆိုလိုတာကပူပေါင်းပြီးလုတ်တယ်ဆိုတဲ့သဘောလေးကိုသဘောပေါက်ဖို့လိုတာပေါ့မျက်စိကကြည့်ုံကြည့်ပေးတာဒါသူ့အလုပ်ခြေတော့ကလှမ်းရတယ်ဒါသူ့အလုပ်နော်ကြံတဲ့အစိပ်ပိုင်းတွေကခန္ဓာကိုယ်ထိမ့်ပေးထားတယ်ဒါကသူတို့အလုပ်လို့ဆိုအဲ့ဒါလို့ပေါင်းပြီးတော့အလုပ်လုပ်တဲ့အခါကျတော့ တရားပွဲဆိုတာရောက်လာတာလေအခုလဲတရားနာနေတဲ့အချိန်မှကြည်မျက်စိကမြင်ရောမြင်တာတရားတမ်းမကြားရဘူးကြားတာနားကကြားတာနားအလုပ်ပဲတော့အေးဒါကြောင့်မို့လို့ဒီမဂ္ဂင်၈ပါးဆိုတဲ့နေရာမှာလည်းပဲအဲ့တိုင်းပဲကမ္မထတရားအထုတ်တယ်ဆိုတာဟောဒီမဂ္ဂင်၈ပါးနဲ့အလုံးလုံးထားကိုပြောတာမြတ်သောအကျင့်ဆိုတာလည်းဒီမဂ္ဂင်၈ပါးကိုပြောတာ အဲ့ဒီမဂ္ဂင်ရှင်ပါကိုဝိပဿနာကျင့်နေတဲ့အချိန်မှာဆိုရင်ပုပ္ပဘာကမက်လို့ခေါ်တယ်။ဒီ၈ခုဖြစ်နေတာ။ဒီ၈ခုနဲ့အလုံးလုံးနေတာ။ပုပ္ပဘာကမက်ရှေ့ပိုင်းကမက်လို့ခေါ်တယ်။ဒီမက်ကစွမ်းရည်တွေပြည့်သွားတဲ့အခါကျတော့လောကုတ္တရာမက်ပဲကူးသွားတယ်။အဲ့တော့မက်မက်စိတ်ဆိုတာဖြစ်သွားတယ်ပေါ့နော်။